အဲဒီလိုနဲ့ကျုပ်တို့ပြန်ပြီးပြုနေစင်မှာပဲဖွက်ကြီးတကောင်ကိုတွေးလိုက်ရတယ်။ဟဲ့အောင်ဘိုက်ကလေးပြန်ကန်ဒီမှာဖွက်ကြီးတကောင်ကိုလာတွေ့နေတယ်ဟဲ့။ဟုတ်တယ်ဆရာတွေ့ရ။ဒါစားရကန်ကျုံတို့မုတ်စိတ်ပြားဆွဲတာပဲဖြစ်ရမယ်။အေးကွာငါရဲ့တနက်ကလည်းဒီနေ့ပြစ်တိုင်းကိုလွှဲနေတာပဲ။ဒီတော့ငါတို့ဆရာတပည့်နဲ့ရောက်လုံးနဲ့လိုက်ရိုက်ကြတာပေါ့ကွာ။ကောင်းတာပေါ့ဆရာတွေ့ရ။ဒါအသေးချာဆုံးနီးလိုက်မယ်ဗျ။အဲဒီလိုနဲ့ကျုပ်တို့ဆရာတပည့်နဲ့ရောက်မှဒုက္ကိုစင်းနေ။ ဖွကြီးကလိုက်ရိုက်ကြတော့တယ်။ညာရွာစာတွတ်ပြီးလာပြီဟေးတပည့်ကျော်ဘိုက်ကလေးတွေပါတယ်နော်။ဒီနေ့တော့မနက်စောစောကျုပ်အင်းရှိမှထင်ခွင်းနေခိုက်ဒီလာရှင်အိုးကြီးတပါရောက်ရှိလာပြီးတော့ဆန်းအလူခံတော့တယ်။ကျုပ်ကလည်းဆန်းနှုတ်စီဘူးတလုံးကိုကိုယ်တိုင်လမ်းလို့လိုက်ရဒီလာရှင်ကြီးကကျုပ်ကိုစုပေးပြီးတော့ကျုပ်အားစိုက်ကြည့်ကမကြခင်သာသနာပြုမဲ့ပုံကိုပဲလို့ပြောချသွားတော့တယ်။ ။ဒီလရှင်ကြီးရဲ့စကားကြောင့်ကျုံမှလည်းအံ့ဩသွားတော့တယ်။ဒါပေမဲ့လည်းတိရရှင်ကြီးကမေးခွန်းမတာတော့ဘဲနဲ့ကြောခိုင်းကပြန်ထွက်သွားသည်ကိုပင်ကြည်နေလိုက်ရတော့တယ်ဗျ။ကျွန်တော်မှလည်းဝေခွန်းမရဖြစ်နေတော့တယ်။ကျုပ်ကတားတက်မှုဆိုမဟုတ်ပါလားဗျ။ဘယ်လိုလုပ်ပြီးတော့သာသနာပြုနိုင်မှာလဲ။ဒီလိုနဲ့ကျုပ်လည်းကျုပ်ရဲ့ညံမမီသောကိစ္စကိုဆက်လက်တွေးတောခြင်းမပြုနေတော့ဘဲနဲ့ဖြစ်လာသမျှအကြောင်းလို့သာမှတ်ယူထားလိုက်တော့တယ်ဗျ။ဒီလိုနဲ့နောက်တနေ့မှာတော့ကျုပ်ဟာလက်ဆွဲတော်နှလုံးပြူကိုကင်ဆွဲပြီးတော့ တပည့်ကျော်ပိုက်ကလေးနဲ့အတူထုံးစံအတိုင်းတောပြစ်ထွက်ခဲ့တော့တယ်။သမုတ်တရားဝမ်းတထွားအေးမှုစိတ်မပါဘူးဟုညင်းဆန်၍မရသောဘဝမှာဆက်စရာကျိုးဆွဲရာကိုကကြရသည်မဟုတ်ပါလားဗျ။ဒုနေသေးတဲ့ရခင်နဲ့များကဲ့သို့ပင်ပြစ်တိုင်းလွှဲနေတော့တယ်။ငါ့ရဲ့နှလုံးပြူရတော့ဆန္ဒပြနေပြီထင်တဲ့ပိုက်ကလေးရေ။ဒါဆိုရင်လည်းပြန်ကြတာပေါ့ဆရာတွေ့ရ။အဲဒီလိုနဲ့ကျုပ်တို့ပြန်ပြီးပြုတ်နေစင်မှာပဲဖွတ်ကြီးတကောင်ကိုတွေ့လိုက်ရတော့တယ်။ဟဲ့အောင်ပိုက်ကလေး ပြန်ကန်ဒီမှာဖွကြီးတကောင်ကိုလာတွေ့နေတယ်ဟဲ့ဟုတ်တယ်ဆရာတွေ့ရဒါစားရကန်ကြုံလို့မုတ်စိတ်ပြားဆွဲတာပဲဖြစ်ရမယ်အေးကွာငါရဲ့တနက်ကလည်းဒီနေ့ပြစ်တိုင်းကိုလွှဲနေတာပဲဒီတော့ငါတို့ဆရာတပည့်နဲ့ရောက်လုံးနဲ့လိုက်ရိုက်ကြတာပေါ့ကွာကောင်းတာပေါ့ဆရာတွေ့ရဒါကအသေးချာဆုံးနီးလိုက်မယ်ဗျအဲ့ဒီလိုနဲ့ကျုပ်တို့ဆရာတပည့်နဲ့ရောက်မှဒုက္ကိုစင်းနဲ့ဖွကြီးကလိုက်ရိုက်ကြတော့တယ်ဖွကြီးကလည်းလွတ်အောင်ရှောင်တေးပြေးလွှားနေတော့တယ်ကျုပ်တို့နေရာမှာလည်းဖွကြီးကိုလိုက်ရင်းနေပြီ အတော်ပင်မောဟိုက်နေကြတော့တယ်ဗျပုတ်ကြီးကလည်းအရှောင်းတိန်ကောင်းလာစွာနဲ့ပဲပြေးလွှားနေတော့တယ်တို့တို့မှာပုတ်ကြီးနောက်ကိုလိုက်လာရင်းနဲ့ပုတ်ကြီးမှာခြုံတစ်ခုတည်းသို့ပြေးဝင်သွားတော့လေဒီပုတ်ကနဲ့ဖန်ဆင်းထားတဲ့ပုတ်လားမသိပါဘူးဆရာတို့ရာဟိတ်ကောင်ပေါ်ထဲမှာတောက်တီးတောက်တဲ့တွေရှောက်ပြောမနေနဲ့ဟာဆရာတို့တွေ့တဲ့အတိုင်းပဲလေဗျာဒါလောက်အရှောင်းတိန်ကောင်းနေတာဂျက်ကီရှန်ရအောင်အဖခေါ်ရတော့တယ်ဘိုက်ကလေးဒီခြုံထဲမှာဖုတ်တွဲများရှိနေလားမသိဘူး ငါခြုံထဲဝင်ပြီးတော့ခြောက်မယ်ကွာဖွတ်ဖွက်လာရင်မင်းကမလွတ်စင်နဲ့အပြင်ကနေစောင့်နေကြလားစိတ်ချစိတ်ချစရာတို့အပြင်ကိုထွက်လာလို့ကတော့လုံးဝမလွတ်စေရဘူးအဲဒီလိုနဲ့ပဲကျုံမှာအထဲကိုလေးဘက်ထောက်ပြီးတော့ဝင်လာခဲ့ရတော့လေခြုံကြီးကလည်းအတော်ပင်ကြီးမားလာတယ်ဗျဟောက်ချင်းမှာရှုပ်ရှက်ခက်နေတဲ့ဖြစ်ကျုံမှာလည်းမနှဲပင်တိုးဝင်လာရတော့တယ်ခြုံကြီးရဲ့အလဲကိုရောက်တဲ့အခါမှာတော့ကျုံဟာအုပ်ပုံကြီးတစ်ပုံကိုတွေးမိလိုက်တော့တယ်ဒီခြုံမကြီးထဲမှာဘာကြောင့်အုပ်ပုံကြီးရောက်ရှိနေရသလဲဆိုတာကိုတွေးတော့ပြီးတော့ ျိုးပယ်ကြနေသောအုံများထဲမှအုတ်ခဲတစ်ခုကိုကျုပ်ဟာကောက်ယူကြည့်လိုက်တဲ့အခါမှာတော့ဘယ်ဟာပုံတော်ဟုယူဆရသည့်ပုံတော်တစ်ခုထွင်းထူထားသည်ကိုတွေ့လိုက်ရတော့တယ်။ဒီကိစ္စဘက်မှာကျုပ်ဟာဘဟုတုတ္တနေတဲ့သူဖြစ်တယ်ဗျ။ကျုပ်အနေဖြင့်ဘလုံးမှဆုံးဖြတ်ချက်မချနိုင်ဘူးလေ။ဒါနဲ့ပဲကျုပ်ဟာအုတ်ခွက်ကိုကင်ပြီးတော့ခြုံထဲကနေပြန်ထွက်လာခဲ့တော့တယ်။သူ့အပြင်ကိုပြန်ထွက်လာတဲ့အခါမှာတော့ဘိုက်ကလေးကဆရာတွေ့အထက်မှာဖုတ်တွင်းရှိလာဗျ။ဖုတ်ကအပြင်ကိုပြန်ထွက်လာတော့ကျုပ်မတွေ့သေးဘူးနော်။ ငါလည်းအထင်းမှမတွေ့ခဲ့ဘူးကွာဒါပေမဲ့ဖို့ထက်အရေးကြီးတဲ့ဟာကိုတော့တွေ့လာတယ်အဲဒီလိုနဲ့ကျုပ်ကလက်ထဲမှာအုတ်ခွက်ကိုဘိုက်ကလေးကပြလိုက်တော့တယ်ဒါပါကြီးလဲဆရာတို့ရငါလည်းမသိဘူးကွာရွာဦးကျောင်းဆရာတော်ကိုရှောက်မှပဲသိရတော့မယ်ခြုံထဲကအုတ်ပုံကြီးတစ်ခုတွေ့တယ်ကွာအဲ့ဒါဇီးဒီပြက်ကြီးတစ်ခုဖြစ်နိုင်တယ်ကွာအဲ့ဒီလိုနဲ့ပဲကျုပ်နဲ့ဘိုက်ကလေးမှာအုတ်ခဲကိုယူပြီးတော့ရွာသို့ပြန်လာခဲ့တော့တယ်သူအုတ်ပုံတွေ့ခဲ့တော့နေရဲ့ ။ဒိုစီဒီပြည့်ကျစ်တွေ့ခဲ့တဲ့နေရာမှာရွာနဲ့အလန်းမဝေးလာဘူးဗျ။ဒါကြောင့်ကျုပ်တို့မှလည်းခဏအတွင်းပင်ဖုန်းဝန်းကျောင်းသို့ရောက်ရှိသွားတော့လေ။ဖုန်းဝန်းကျောင်းကိုရောက်တဲ့အခါမှာတော့ဆရာတော်ဖရာကျုံတွေ့ခဲ့တဲ့မြတ်အရာအလုံးကိုရှောက်တင်လိုက်တော့လေ။အဲဒီအခါမှာတော့ဆရာတော်ဖရာကအဲ့ဒါဟာဇီဒီဖြစ်ဖို့တေချာတယ်ဥတုပိယ။လွန်ခဲ့တဲ့၃လရက်ကကျုံလေကျောင်းပေါ်ကနေပြီးတော့ညာကြီးအဲ့ဒီဘက်ကိုကြည့်နေတော့ဗျာ။ဘိုးဘော်ကအလင်းရောင်နဲ့ရှန်တက်နေတာကိုမြင်ရလို့ထူးဆန်းနေထင်နေတာ။ မယုံမှဆိုးလို့ဘသူ့ကိုမှလည်းမပြောရဲဘူးဗျအခုတက်တိုက်ဆက်ဆိုင်မဲဒီလိုတွေ့လာရတယ်ဆိုတော့ကျုပ်တို့ရွာဟာအေးချမ်းမဲ့နမိတ်ပဲဥတုပီးရဲ့ဝမ်းသာလိုက်တာအရှင်ဗျာအဲ့ဒီဖွကြီးကတမင်အဲ့ဒီဇေဒီရှိတဲ့နေရာကိုပြကျင်လို့နတ်တွေဖန်ဆင်းတဲ့ဖွကြီးဖြစ်ရမယ်ကွကဲကဲတကြီးပါစီနဲ့ရွာလူကြီးတချို့ကိုခေါ်ပြီးတော့အဲ့ဒီနေရာကိုတွားကြည့်ကြရအောင်ဟဲ့အဲ့ဒီလိုနဲ့ရွာဦးကျောင်းဆရာတော်ဟာစိတ်မြန်လက်မြန်ရှိသူပြီးပြီးထိုနေရာသို့ချက်ချင်းထွက်လာခဲ့ကြတော့လေ တကြီးပါစီဥထွန်းစစားတော်ရွာလူကြီးတချို့နဲ့အတူဆရာလေးကိုကြည်နိုင် အာနိုးလာမို့စောတင်မောင်တို့ပါဝင်သောရွာလူငယ်တချို့နဲ့အတူကျုပ်ခေါ်ဆောင်ရာနောက်သို့ထွက်လာခဲ့ကြတော့တယ်။ဇီးဒီပြက်ကြီးရှိတဲ့နေရာကိုရောက်တဲ့အခါမှာတော့ဆရာတော်ဟာပရက်ရွတ်မြစ်တာပိုတီတို့ကိုဥစွာပြုတ်လောက်တော့တယ်ဗျ။ပြီးတဲ့အခါမှာတော့ခြုံကြီးကိုခုတ်ထွင်းရှင်းလင်းကြတော့တယ်။မကြာမီမှာပဲအုပ်ပုံကြီးကိုတွေ့လိုက်ရတော့တယ်ဗျ။အဲ့ဒီအခါမှာတော့ဆရာတော်ဖျားဟာ ဒါဟာဇေဒီရဲ့အောက်ပိုင်းဖြစ်ကြောင်းနဲ့အပေါ်ပိုင်းဟာဘေးမှာပြိုကျနေတာကိုကျုပ်တို့ကပြောပြတော့တယ်ဗျ။ဒီနေ့တစ်ပိုင်းမှာလည်းအုတ်ခွက်တချို့ကိုတွေ့ရတယ်ဗျ။ဘဟုသူတာကျွဲဝတဲ့ဆရာလေးကိုကြည်နိုင်ကတော့ဗျာ။ဒါဗကန်ခေဦးပိုင်းကလက်ရမျိုးနဲ့ဗကန်ရဲ့ခစ်ပြိုင်ဖြစ်လိမ့်မယ်လို့ပြောတယ်ဗျ။လွန်ခဲ့သောနှစ်ပေါင်းတထောင်ကျော်ကာလကဒီဒေသမှာလူနေထူထပ်စီကားတဲ့နေရာဖြစ်လိမ့်မယ်လို့ဆရာလေးကိုကြည်နိုင်ယူဆတယ်ဗျ။အဲဒါလေးပြီးခဲ့ခါမှာတော့ နေဝင်လူပြီးဖြစ်၍ကျောက်တော်မှာလည်းရှင်းလင်းသည့်အလုံများကိုရက်ဆိုင်ကရွာသို့ပြန်လာခဲ့ကြတော့လေဆရာတော်ရဲ့မေတ္တာဆွမ်းကြောင်းလားမသိပါဘူးဗျာဘေးရန်တစုံတရာမှမတွေ့ရှိရဘဲနဲ့ကျောက်တော်ဟာအဆင်ပြေပြေဖြစ်ခဲ့ကြတယ်ဗျဒါကတော့ကျွန်ုပ်မြန်ရာစာတွေ့ပြီးနဲ့စုံဖွားတတဝကြီးဆိုတဲ့ထဲကအခန်းသုံးပေါ်တော်မူဖျားနဲ့ဖုတ်ကြီးဆိုတဲ့အပိုင်းပဲဖြစ်ပါတယ်ဗျအခန်းလေးမှာလည်းဖေဟာလူကြီးမြန်ရစာတွတ်ပြီဆိုတဲ့အပိုင်းကိုတင်ဆက်သွားမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ channel လေးကို like and subscribe နဲ့အားပေးခဲ့ပါအောင်ဗျာ။ အားပေးတဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။ညာရစာတွတ်ပြီးလာပြီဟဲ့။တပည့်ကျော်ဘိုက်ကလေးလေးပါတယ်နော်။